အပိုင်း184ရဲ့အဆောက်မှာတော့ Reverie ညီလာခံစည်းဝေးကိုတက်ရောက်ဖို့အတွက် Mary Jovis ကိုရောက်ရှိလာခဲ့ကြတယ်။ဘရင် Napjun နဲ့မင်းသမီး Shiro ဟုရှီရိုတော်ဝေမိသားစုကိုတွေ့မြင်မှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့သူတို့ကရှောက်လန်းတိုင်းဝင်လာခဲ့ကြပြီးတပ်သားတချို့ကလည်းညီလာခံကျင်းပမဲ့လမ်းကြောင်းကိုပြသပေးခဲ့ပါတယ်။ဒါပေမဲ့လိုက်လံပို့ဆောင်ပေးခဲ့တဲ့တပ်သားအချို့ထဲမှာစာပို့ပါဝင်လာခဲ့တာကိုတော့ဘယ်သူမှမမြင်မိခဲ့ပါဘူး။ဒီလိုနဲ့တပ်သားတွေက Napjun နဲ့သူ့မိသားစုတွေကိုမျိုးရအောက်ဖက်မှာအသက်ရှူဖို့ပူပေါင်းတွေကိုခြံထားခဲ့ရတာဖြစ်တဲ့အတွက်အစားထိုးပူပေါင်းတွေကိုထုတ်ပေးလိုက်ပြီးခရီးစားကြဖို့အတွက်အကြံပြုခဲ့ပါတယ်။ ရေဗရီညီလာခံစီဝေးချင်းမမေနေရကကဘာကြီးရဲ့အမြင့်ဆုံးမှာတည်ရှိတာဖြစ်ပြီးအဲဒီကိုရောက်ရှိဖို့ဆိုရင်အစည်းအဝေးတက်ရောက်သူအပေါင်းကအရန်ကိုမြင်မာတဲ့လှေကားတွေကြီးတွေကိုကြော်ဖြတ်ရပါတယ်ဒီလိုနဲ့မင်းသမီးလေးရှူရာဟိုရှိနဲ့တော်ဝင်မိသားစုအလုံးကမယ်ရီဂျိုးဝစ်မျိုးတော်ရဲ့ဝင်းပေါတကားကိုရောက်ရှိလာခဲ့ပြီးအံ့ဩနေခဲ့ကြကတယောက်ကတော့ဒီနေရာမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကတော်ဝင်တကားမိသားစုဝင်နေထိုင်ခဲ့ကြတယ်ဆိုပြီးရှင်းပြနေပါတယ် င်းသမီးရှိရာဟိုရှိကသူမအနေနဲ့အမြဲစိမ့်သစ်တော်ရှိတယ်ဆိုတဲ့ Mary Joyce မှာတတလုံးနေထိုင်ရင်သွားကြောင်းပြောဆိုနေခဲ့ခြင်းတပ်သားတယောက်ကသဘာဝတော်မဟုတ်ပေမဲ့ကမ္ဘာပေါ်မှာရှိသမျှဒေါ်ဥတီအားလုံးထက်အမြဲစိမ့်နိုင်နေခဲ့တာတော့အမှန်ပဲလို့ဝင်ပြောပါရည်ဒါပေမဲ့ရဲတိုက်ကိုရောက်ရှိဖို့ကအတော်လေးလိုသေးတာကြောင့်အဆောင်တပ်သားကမြေပြင်ရွေလျားစီတဲ့စနစ်ကိုအသုံးပြုပြီးသူတို့နဲ့အတူလိုက်ပါလာစေဖို့အတွက်အကြံပြုခဲ့ပါရည်ဒါပေမဲ့နပ်ပြွန်းတို့မိသားစုကခင်မီပြည့်စည်းရဲအုံမြို့မှာထပ်ဆာရင်လှပတဲ့ရှုခင်းတွေကိုကြည့်ရှုပြီး lunch လမ်းလျှောက်သွားခြင်းနဲ့လို့တောင်းဆိုခဲ့တာကြောင့်အဆောင်တပ်သားတွေကခွင့်ပြုပေးခဲ့ရပါတယ်။အကြောင်းကတော့သူတို့အနေနဲ့ Travelator လို့ခေါ်တဲ့မြေပြင်ရွေလျားခြင်းကိရိယာကိုစတင်စီးနင်းလိုက်ပါလာကလေးကဒူးဆန်းတဲ့တန်တရားဖြစ်စရာခံစားမှုတစ်ခုကိုရရှိခဲ့လိုက်ကြလို့ပါ။အဲ့ဒီအချိန်အောက်ဖက်မှာတော့ကြာဘူးကိုကင်ထားတဲ့သူတယောက်ကအချင်းသားအချို့ကိုနှိပ်စက်နေခဲ့ပြီး Travelator ကိုရွေလျားစေဖို့အတွက်အတင်းကျပ်စေခိုင်းနေပါတယ်။နောက်တစ်ခါမှာတော့ Charles ကနန်းတော်တွေကိုဝင်လာခဲ့တဲ့ရှူရာဟိုရှိကိုမှန်မလူနဲ့ချောင်းကြည့်နေခဲ့ပြီးတည်ရည်တများများဖြစ်နေပါတယ်။ တဖက်မှာလည်းရဲတိုက်အတွင်းပိုင်းကိုရောက်ရှိလာခဲ့ကြတယ်။ရှီရောဟူရှီတို့တော်ဝင်မိသားစုတွေကိုတွေ့မြင်ရမှာဖြစ်ပြီးရင်းမြင်ထဲမှာတော့ကဘာပေါ်ကအကြောကြားဆုံးဆိုတဲ့စစ်တီတော်တွေနဲ့နိုင်ငံအနှံ့ပြားကဘရင်ချိုးကလည်းပြောရွှင်နေခဲ့ကြပါတယ်။အဲဒီအချိန်နိုင်ငံအနှံ့ပြားကဘရင်တော်တော်များများကမင်းသမီးလေးရှီရောဟူရှီကိုတားဖြစ်သူအချို့နဲ့လာရောက်မိတ်ဆက်ပေးနေခဲ့ပေမယ့်အားလုံးကအကြမ်းမပြည့်တဲ့ပုံစံတွေပေါက်နေခဲ့တာကြောင့်ရှီရောဟူရှီတယောက်စိတ်ပြက်လို့နေခဲ့ပါတယ်။ဒီလိုနဲ့တားဖြစ်သူတွေကိုအတင်းကျပ်ရွေးချယ်ခိုင်းနေတဲ့လူအုပ်ကြီးကိုရှီရာဟိုရှီကသူမအနေနဲ့တယောက်ကိုမှမကြိုက်နှစ်သက်ကြောင်းညင်းဆိုလိုက်ချိန်မှာတော့ ်အခုဖြစ်သူတွေကဝင်ရောက်ပြီးတောင်းပန်နေကြရပါတယ်နောက်ပြီးအခုလိုမျိုးကိစ္စတွေကြုံလာတဲ့အခါကျရင်စကားကိုတုံ့ထိုးအပေါင်းပြောဆိုလို့မရကြောင်းနဲ့မကြိုက်နေတဲ့အောင်မှအငင်းသားဆုံးညှင်းတက်ရောက်မှဖြစ်ကြောင်းတင်ကြားပေးနေခဲ့ပါတယ်အကြောင်းကတော့ဒေါ်ဝင်မီသားစုတွေအနေနဲ့တဦးပေါ်တဦးစိတ်အခက်မသင့်စရာတွေဖြစ်လာခဲ့လို့ရှိရင်နိုင်ငံရေးကိစ္စတွေအထိပါရှုပ်ထွေးလာနိုင်တဲ့အထိဒီလိုမျိုးဖြစ်နိုင်တာကြောင့်ပါနောက်တစ်ခါမှာတော့ VV ကလီယိုကိုသူမရဲ့လက်ပေါ်မှာတင်ထားရင်ချစ်စရာကောင်းတယ်လို့ပြောဆိုနေခဲ့ပါတယ်။လီယိုကတော့အခုလိုမျိုးဒိုင်းမီရဲ့စစ်တီတော်တယောက်ကိုဂလီတယောက်လိုဆက်ဆံနေခြင်းအတွက်စိတ်တူနေခဲ့ပါတယ်။ ဒါကိုကြတော့ VV ကသူမအနေနဲ့စော်ကားလူစိတ်ကိုအခြေခံပြီးပြောဆိုခြင်းမဟုတ်ပဲဒီတိုင်းပြောလိုက်တာဖြစ်ကြောင်းရှင်းပြလိုက်ချိန်မှာတော့လီယိုတယောက်စိတ်ကျေနပ်သွားခဲ့ပါတယ်ဒီလိုနဲ့သူမကလှုပ်ရှားမှုတွေရမ်းမြန်ဆန်လွန်းတာကြောင့်သူမရဲ့အဆောင်ကာလူးတာမရှိရင်လီယိုကိုတွေ့မြင်ရမှာမဟုတ်ကြောင်းပြောနေခဲ့ပြီးလီယိုကတော့သူ့အနေနဲ့လူဖီနဲ့ပတ်သက်တဲ့ဆိုတဲ့အတန်းကိုကြားလိုက်ရတာကြောင့်အခုလိုမျိုးကိုထင်ပြခဲ့တာလို့ဆိုပါတယ်နောက်ပြီးသူကလူဖီဦးဆောင်နဲ့ကောက်ရိုးအထုပ်တမျှအဖွဲ့မှာခေါင်းဆောင်တယောက်ဖြစ်ကြောင်းဂုံယူဝင်ကြွားစွာနဲ့ပြောဆိုနေခဲ့တာပါဒါကိုကြတော့ VV ကသဘောကျစွာနေပဲ လူဖီမာအခုလိုချစ်စရာကောင်းတဲ့နောက်လိုက်လေးတွေရှိလိုက်မယ်ဆိုတာထင်မှားဘူးလို့ပြောခဲ့ပါရီအဲ့ဒီအချိန်ဒရက်ရိုဇာရဲ့မိန်းသမီးတစ်ပါးဖြစ်တဲ့ရေဘကာကရောက်ရှိလာခဲ့ပြီးအမားဖြစ်သူ VV နဲ့လူဖီရိုဂျာကဆက်ဆံရေးကိုသိရှိခဲ့ရတဲ့အတွက်အံ့ဩနေပါရီဒီလိုနဲ့ VV က"သမားတို့အခုချိန်ထိနေထိုင်ခဲ့တဲ့အာဗာဒပ်အလာဘက်စတာတိုင်းမီကလည်းလူဖီရဲ့ကျေးဇူးကြောင့်သာမဟုတ်ရင်ပျက်စီးနေပြီဖြစ်ကြောင်းရှင်းပြခဲ့ပါရီ"တကယ်တော့ VV အနေနဲ့အတိတ်မှာတုန်းကလူဖီတို့တများအဖွဲ့ဝင်တူဖြစ်ခဲ့ပူပြီးပင်လယ်ပြင်ကိုအတူတူရွက်လွင်ခဲ့ကြပူပါရီ။ အဲဒီတော့ကအလာဘတ်စတာတိုင်းမီကိုခရကိုတိုင်းကဝင်ရောက်သိမ်းပိုက်ချိန်နေခဲ့တာဖြစ်ပြီးဒါကိုသိနေခဲ့တဲ့ VV ကသူမရဲ့ခွန်အားနဲ့တိုင်းမီပေါ်ကြားရောက်လာမယ့်အန်ရီအမှန်တမျှကိုဒါစီချိန်နေခဲ့တာပါဒါကိုလူဖီကခွင့်မပြုခဲ့တာကြောင့်သူမနဲ့လူဖီကြားမှာရံပွဲအချို့ဖြစ်ပွားခဲ့ပြီးနောက်ဆုံးမှာတော့လူဖီရဲ့စိတ်ရင်းအမှန်ကိုသိရှိခဲ့ရတာကြောင့် VV တယောက်အားရချိန်နဲ့သွားခဲ့ပါတယ်အဲ့နောက်မှာတော့လူဗီနဲ့ဗီဗီတို့နှစ်ယောက်ကပြည်တွင်းစစ်ကိုဓာစီဖို့အတွက်အာလူဘာနာမြို့ကိုသွားခဲ့ကြပါပဲ။ခရဂိုတိုင်းရဲ့ဝင်ရောက်ဓာစီမှုကိုခံခဲ့ရပါသေးတယ်။ ဒါပေမဲ့ထုံးစံအတိုင်းဆွဲမလျှော့တဲ့ကောင်ရိုးထုတ်တမျှအဖွဲ့သားတွေကခရကိုတိုင်းနဲ့သူ့ရဲ့ဒေါ်လာရင်းတပ်ပေါင်းစုတွေကိုလှည့်ကွက်များစွာအသုံးပြုပြီးကြောက်ရနေရောက်ကနေအစွမ်းကုန်တိုက်ထုတ်ရှင်းလင်းပစ်ခဲ့ကြပါရီဒီလိုနဲ့ရပ်ပေါင်းများစွာကြာမြင့်ပြီးအချိန်မှာတော့ခရကိုတိုင်းရဲ့တုတ်တင်ရှင်းလင်းမှုကိုခံခဲ့ရတဲ့လူဖီဒီယောအမှတ်မထင်ပြန်လဲရောက်ရှိလာခဲ့ပြီး VV ကိုအသက်အနည်းကနေပြန်လဲကယ်တင်ပေးနိုင်ခဲ့ပါရီအဲ့ဒီအချိန် VV ကသူမအနေနဲ့ပြည်ရင်းစစ်ဖြစ်ပွားခြင်းကိုဆက်လက်မလုပ်လာတော့တာဖြစ်တာကြောင့်တပ်ပေါင်းစုနှစ်ခုကြားတောင်းပန်မှုတွေပြုလုပ်နေခဲ့ပေမဲ့အချိန်အားဖြင့်အတော်လေးကိုနောက်ကျသွားခဲ့ပြီဖြစ်ပါသေးတယ် တဖက်မှာလည်းဒေါသထွက်နေတဲ့ခရကိုတိုင်းကလူဖီကိုဆုံးသက်ပြစ်ဖို့အတွက်ကြံရွယ်နေခဲ့ပြီးလူဖီကလည်းပဲခရကိုတိုင်းကိုသူ့ရဲ့ပစ္စတိုလက်တီးတွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ခရကိုတိုင်းရဲ့အကြံစီတွေကလူဖီတို့ကောက်ရုပ်ထုတ်များအဖွဲ့ကြောင့်ပြက်စီးသွားခဲ့တယ်လို့အလဘစတာတိုင်းမျိုးကိုလည်းကဲတင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လူဖီတို့အဖွဲ့ရဲ့ဂျိုးပန်းပေးမှုကိုကမ္ဘာစိုးရွားကအတိမမပြုတ်ခဲ့ပဲရေတပ်ကိုသာသူကောင်းပြုတ်ခဲ့ပြီးကမ္ဘာနှံ့ကိုကောလာဟလတဲ့ရင်ချို့ပြန့်နှံ့စေခဲ့ပါတယ်။ နောက်တစ်ခါမှတော့နာမီကဗီဗီကိုကောင်ရုတို့တမအဖွဲ့ဝင်အဖြစ်ဆက်လက်လိုက်ပါဖို့အတွက်ကန့်လန့်နေခဲ့ပေမဲ့ဗီဗီကသူမရဲ့အဆောင်ဖြစ်သူကာလူရဲ့စိတ်ခံစားချက်အချို့ကိုလည်းဥပိ္ပခပြုမရဘူးလို့ပြောနေခဲ့ပါတယ်။ဒီလိုနဲ့နောက်တနည်းမနက်မှာစိတ်ကန်းကထွက်ခွာစားဖြစ်နေပြီဖြစ်တဲ့လူဗီရိုရဲ့တင်မောရှိရာကိုဗီဗီကရောက်ရှိလာခဲ့ပြီးသူမအနေနဲ့ပင်လယ်တမားတယောက်ဖြစ်ချင်ခဲ့ပေမဲ့ဒိုင်းမီကိုချစ်တဲ့စိတ်ကိုလည်းလှိလျူရှုဖို့မဖြစ်နိုင်ခဲ့ကြောင်းရှင်းပြပါတယ်။လာရှိချိန်မှာတော့ VV က Dread Rosa မျိုးကိုကယ်တင်ခဲ့တယ်။ Luffy ရဲ့တရင်ကိုဖတ်ရှုလိုက်ရပြီးကြတဲ့ကဒီမအနေနဲ့တော်လီကိုစိတ်ချမ်းသာရကြောင်းပြောနေခဲ့ပြီး လူတွေအများကြီးကိုလည်းထမ်းမှန်ကဲတင်ပေးလိုက်မယ်လို့ခန်းစားနေရကြောင်းသူမကဆိုပါရီအဲ့ဒီအချိန်ယုတ်တရက်နောက်ကနေရှီရောင်ရှီကရောက်ရှိလာခဲ့တာသူမလည်းလူဖီနဲ့ဇလန်ချိုရှိခဲ့မှုတဲ့ဆိုပြီးဝင်ပြောပါရီအခုဖြစ်သူကဝင်ရောက်တားဆီးနေခဲ့ပေမဲ့ရှီရောင်ဟိုရှီကတော့သူမရဲ့ဂျေဇူးရှင်ဖြစ်တဲ့လူဖီရဲ့နာမည်ကိုဂုံယူဝင်ကြွားစွာနဲ့ထုတ်ဖော်ပြောဆိုနေရကြောင်းဗီဗီနဲ့ရေဘကာတို့နှစ်ယောက်လည်းသဘောကျသွားပါရီအဲ့ဒီနောက်မှာတော့ရှီရာဟိုရှိ VV နဲ့ရေဘကာတို့ကလူဖီနဲ့တွေ့ဆုံခဲ့မှုတဲ့အတိတ်ကဖြစ်ရဲ့အချို့ကိုအသီးသီးပြန်လည်မြင်အောင်နေခဲ့ကြရင်ဇလန်လေးကလည်းဒီနေရာမှာနေတခန်းရက်သွားခဲ့ပြန်ပါလိမ့် အပိုင်း185ရဲ့အစမှာတော့ရှီရာဟိုရှိရေဘကာနဲ့ VV တို့ကလူဖီရဲ့အစားတောက်တောင်းချမ်းမှုတွေကိုအားရပါရပြောဆိုနေခဲ့ကြပြီးသဘောတူကြနေခဲ့ပါတယ်။တစ်ဖက်မှာလည်းဒါကိုကြည့်နေကြတဲ့ Viola နဲ့ Shira ဟိုရှိရဲ့အကူဖြစ်သူတွေကဘလို့ပဲဖြစ်ဖြစ်အနာဂတ်မှာခေါင်းဆောင်တွေဖြစ်လာနိုင်တဲ့လူငယ်တွေအနေနဲ့အခုလိုမျိုးတင်းရင်းတနည်းပြောဆိုနေကြတာကဝမ်းသာစရာပဲဆိုပြီးပြောနေကြတာပါ။နောက်ပြီးအခုလိုမျိုးထူးဆန်းတဲ့ရေစက်ကိုကောက်ရိုးထိုးတမအဖွဲ့သားတွေကလှုပ်ဆောင်ပေးကြတာကြောင့်ကျေးဇူးတင်သင့်တယ်လို့လည်းဆိုပါရည်။ အဲ့ဒီအချိန်ယုတ်တရက်အဲ့ခံပွဲတွေကိုဇိုင်းတယောက်ယောက်ရှိလာခဲ့ပြီးရေဘကာကိုလာနှုတ်ဆက်နေပါတယ်။ဒါအပြင်သူ့အနေနဲ့အခုလိုမျိုးအစည်းအဝေးမှာပြန်လည်ဆုံတွေ့ရမယ်လို့ထင်မှတ်ဘူးဆိုပြီးလည်းပြောနေခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာတော့ရေဘကာနဲ့ဇိုင်းတို့ကတယောက်ကိုတယောက်လက်ဆွဲနှုတ်ဆက်လိုက်ကြပြီးလီယိုကလည်းဇိုင်းကိုလာရောက်နှုတ်ဆက်ပါတယ်။ရှီရာဟိုရှီကလီယိုကိုဇိုင်းရောမင်းရဲ့အစ်တီလာလို့မင်းနေခဲ့တာကြောင့်လီယိုကသူ့နဲ့ဇိုင်းရဲ့ပါဝင်ဂျန်နဲ့တော်ဝင်မိသားစုတွေကသူရဲ့ကောင်းတော်တော်များများကလည်းလူဖီရဲ့လက်အောက်ခံအဖြစ်အရက်တူတူတောက်ပြီးသစ္စာခံထားကြတာလို့ရှင်းပြပါသေးတယ်။ ။ဇကားဆုံးမှာတော့ Grand Time ရဲ့ဘီရင်တို့ဖြစ်တဲ့ဝါပိုနဲ့ဘီရင်မကင်ဒရဲလာတို့ရောက်ရှိလာခဲ့ကလူဖီကြောင့်ပင်လယ်ပင်ရဲ့တစ်ဖက်ကန်းကိုလွင်ထွက်သွားခဲ့ကြပေမဲ့အခုသူပြန်လာပြီဆိုပြီးအတန်ဆိုးကြီးနဲ့အော်ဟစ်နေပါရယ်။ဒါအပြင် VV ရဲ့အဖေဖြစ်သူကိုပါနှိမ်ချပြောဆိုမှုတွေပြုလုပ်နေခဲ့ပါရယ်။ဒါကိုကြတော့ Sakura တိုင်းမြေရဲ့ဘီရင်ဒေါ်တွန်ကဝါပိုကိုတကယ်လို့ခမားအနေနဲ့တော်ဝင်ဘီရင်တစ်ပါးဖြစ်ပြန်လဲရောက်ရှိလာပြီဆိုရင်တိုင်းမြေတစ်ခုခုတော့ခမားကြောင့်ဒုက္ခရောက်တော့မှာဆိုပြီးဝင်ပြောပါရယ်။ဒေါက်တာကူလွဲဟာလည်း အစိုးရအနေနဲ့ဒီလိုတောက်တလွဲကောင်မျိုးဘရင်ပြန်လုံးနေတာကိုသိရင်အတော်လေးအံ့ဩသွားနိုင်တယ်လို့ပြောရင်လောင်ပြောင်လိုက်ကြပါလိမ့်မထင်မှဖက်ရောက်ရှိလာတဲ့ဧည့်သည်နှစ်ယောက်ကြောင့်ဝါပူတယောက်ဆုံးသွားသွားကြရပြီးတစ်ဖက်မှာလည်း VV ကသူမရဲ့အချစ်တော်နှစ်ဦးဖြစ်တဲ့ဒေါက်တာနဲ့ကုလွဲဟာသူတို့နှစ်ယောက်ပြန်လဲဆုံတွေ့လိုက်ရတဲ့အတွက်ဝမ်းသာနေခဲ့ကြပါလိမ့်ရှူရာဟိုရှိက VV ကိုဒီလိုထူးဆန်းတဲ့ပုံစံနဲ့သူတွေကဘယ်သူတွေလဲလို့မေးမြန်းနေခဲ့ပြီး VV ကလည်းလူဖီနဲ့အတူခီးထွက်ခဲ့စဉ်တုန်းကကြုံတွေ့ကြရတယ်မဟာမိတ်ချိုးဖြစ်ကြောင်းရှင်းပြခဲ့ပါလိမ့် အလာဘတ်စတာကိုသွားတဲ့ခရီးစဉ်မှာနာမီတယောက်ယုဒိယဖျားနာလာခဲ့တဲ့အတွက်အဲဒီနောက်မှာတော့သူတို့ကစောင်းရသည့်ဂျွန်းစုကိုရောက်ရှိသွားပြီးအဲဒီတော့ကဒေါ်တုံကဗီဗီကိုတနက်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါရီဒါပေမဲ့ရဲဘော်ရဲဘက်ဖြစ်တဲ့နာမီရဲ့တပ်ကိုကယ်တင်မှုအတွက်ပုံမှုရေးကြည့်နေကြတာကြောင့်ဗီဗီနဲ့လူဖီကရန်ဒရီစီမောင်ဥညွန့်ရဲ့အញ្ញန့်ခံခဲ့ကဆရာဝန်တယောက်ကူတာပေးဖို့အတွက်တောင်းဆိုခဲ့ကြပါရီတကယ်တော့စောင်းရသည့်ဂျွန်းစုဟာအရင်ချိန်တုန်းကဝါပိုးရဲ့အုပ်ချုပ်မှုအောက်မှာတည်ရှိခဲ့ပြီးဒီနေ့မှာတော့ပင်လယ်ဓားများတို့ရဲ့တိုက်ခိုက်မှုကြောင့်ဝါပိုးလေးတိုင်းပြည်ကနေထွက်ပြေးခဲ့ရပါတယ် ဒါပေမဲ့ယုတ်တိရဝါပိုးပြန်လဲရောက်ရှိလာခဲ့ပြီးခင်မီလက်နက်တွေနဲ့တိုက်ခိုက်မှုအချို့ကိုပြုလုပ်ခဲ့တာကြောင့်ချော်ပါနဲ့ရင်ဆိုင်တိုက်ခိုက်ဖို့အတွက်အကြောင်းဖန်လာပါတယ်။ဒေါသထွက်နေတဲ့ချော်ပါကိုကုလွေးဟာတိုက်ခိုက်မှုပြုလုပ်ဖို့အတွက်ဓာစီနေခဲ့ပေမဲ့တစ်ဖက်မှာလည်းပင်နယ်သမားအတူဆိုရင်တေလောက်အောင်မုံနဲ့လူဖီနဲ့တွေ့ဆုံသွားခဲ့ရတာကြောင့်ဝါပိုးတရောမရှုမလအဆုံးသတ်သွားခဲ့ရပါတယ်။ဒီလိုနဲ့ဝါပိုးအုပ်ချုပ်ခဲ့တဲ့ drum တိုင်းမြီကအဆုံးသတ်သွားခဲ့ပြီးတော့ဒေါ်တွန်းရဲ့ဥဆောင်မှုနဲ့အတူပဲစာကူရာတိုင်းမြီအဖြစ်အသစ်တစ်ပံပြန်လည်မွေးဖွားလာခဲ့ကြောင်း VV ကရှင်းပြနေခဲ့ပါတယ်။ အဲ့ဒီအချိန်ဝါဖူကဒေါ်တုံကိုတစ်ချိန်လုံးကသူ့ရဲ့နောက်လိုက်ဖြစ်ခဲ့မှုတဲ့အတိတ်တွေကိုပြန်လည်နှိုးဆွနေခဲ့ပြီးမခန့်ညင်အောင် ပြုတ်လိုက်တာကြောင့်ဒေါ်တုံကသူ့ရဲ့ဆောင်ကိုထုတ်ပြခဲ့ပါရီရုတ်တရက်မြင်လိုက်ရတဲ့ဒေါ်တုံရဲ့ပြောင်းလဲသွားတဲ့ပုံစံကြောင့်ဝါဖူတယောက်အနောက်ကိုလန်းထွက်သွားခဲ့ပါရီပြီးတော့ VV ကအခုလိုမျိုးဘရင်တယောက်ရဲ့အချိန်ဝါကိုကောင်းကောင်းမွန်မွန်အသုံးချနိုင်နေပြီဖြစ်တဲ့ဒေါ်တုံကိုချီးကျူးနေပါရီဒီလိုနဲ့ဒေါ်တုံက VV ကိုလူဖီအကြောင်းရေးထားတဲ့ဆောင်းပါးကိုဖတ်ပြီးပြီလားလို့မေးမြန်းပါရီ ဒါကိုကြတော့ VV ကသူမအနေနဲ့ဆောင်းမကိုအခါတရံမကဖတ်ပြီးသွားပြီဖြစ်ကြောင်းနဲ့ Rebecca ကတော့ Luffy ကိုခေါင်းဆောင်တယောက်အနေနဲ့သဘောကျလာဆိုပြီးဒေါ်တွန်ကိုမင်းနေပါလေကူလွဲကတော့ရှူရာဟိုရှိနဲ့အခြားသူတွေကိုမင်းတို့ပြောတဲ့အဖွဲထဲမှာနှာခေါင်းပြရောက်တဲ့တရေတကောင်ကိုတွေးမိသေးလားဆိုပြီးဝေမေးလိုက်ချင်းရှူရာဟိုရှိကငါလူသားကျုံးမတော်ကတေလူမျိုးပါဖြစ်တဲ့လူဖီကိုကယ်တင်ပေးခဲ့တဲ့အရန်တော်ရဲ့ဆရာဝန်လေးပဲဆိုပြီးပြောနေတာကြောင့်ကူလွဲဟာလည်းသဘောတည်ကျနေခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကအတိတ်မှာတော့ချောပါရီယောက်သူမစီကိုစတင်ရောက်ရှိလာတဲ့အချိန်ရှိုးကိုပြန်လည်မြင်အောင်လာခဲ့ပါတယ်။ နောက်တစ်ခါမှတော့လူဖီကချော်ပါကိုသူတို့နဲ့တူပင်လေတဲ့ကိုရွက်လွှင့်ရင်ဓမြတယောက်ဖြစ်လာဖို့အတွက်ကမ်းလှမ်းနေကြတာပါ။ဒါကိုကြတော့ချော်ပါကသူ့အနေနဲ့ဂျိုရီခွာရီရှိနေတဲ့တလိမ့်ဆန်တကောင်ဖြစ်နေကြတာကြောင့်ပင်လေဓမြတယောက်ဖြစ်မလာနိုင်ဘူးဆိုပြီးညှင်းဆိုခဲ့ပါရီ။နောက်ပြီးသူ့အနေနဲ့လူဖီတို့ကိုလာရောက်တွေ့ဆုံခြင်းကလေဒုက္ခရောက်နေတဲ့သူတို့တိုင်းမျိုးကိုလာရောက်ကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်စကားလာရောက်ပြောဆိုတာဖြစ်ကြောင်းရှင်းပြခဲ့ပါရီ။အဖွဲ့ရဲကိုဝင်ရောက်ဖို့အတွက်ကမ်းလှမ်းခံရတာကိုဝမ်းသာမိပေမဲ့ တမားတို့တရားဖြစ်ချင်းခဲ့တဲ့စိတ်ဆန္ဒကိုမတားဆီးနိုင်တာကြောင့်တိုင်းပြည်ထဲမှာပဲကြံရိပ်ခဲ့ဖို့အတွက်အခုလိုမျိုးခိုင်းမာတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ရတာဆိုပြီးပြောနေပါရီဒါပေမဲ့ထုံးစံတိုင်းခေါင်းမာတဲ့လူဖီကချော့ပါကိုဘယ်လိုပဲဖြစ်ဖြစ်သူတို့နဲ့အတူတူလိုက်ခဲ့ဖို့အတွက်ဖိအားပေးခဲ့တာကြောင့်ချော့ပါတရားကိုပင်နေတဲ့မြတ်ဖြစ်လာဖို့အတွက်အကြောင်းဖန်လာပါတော့တယ်အဲဒီနောက်မှာတော့သူကဒေါက်တာကူလွေးဟာကိုလာကိုလာရောက်တွေ့ဆုံခဲ့ပြီးသူ့အနေနဲ့ပင်နေတဲ့မြတ်လို့ဖို့အတွက်ဆုံးဖြတ်လိုက်ကြောင်းအသိလာပေးပါရီ အစာပိုင်းမှာတော့ကုလေးဟာချောပါရဲ့ဆုံးဖြတ်ချက်ကိုသဘောမကျပါနဲ့နောက်ဆုံးမှာတော့သူမဟာရုတ်တရက်ထွက်ပြေးသွားတဲ့ချောပါကိုကောင်းကင်ဘဝကနေ cherry ban နေကျဲချလိုက်ရင်နောက်ဆုံးအနေနဲ့နှုတ်ဆက်ခဲ့ပါရီနောက်တစ်ခါမှာတော့ဆန်ကြီးကိုဟင်းရှက်ပေးနေရင်ဓာချသွားတဲ့ gero ကိုချောပါကဆေးထည့်ပေးနေခဲ့ပါရီဒီလိုနဲ့ gero ကသူမကိုဆေးထည့်ပေးနေတဲ့ပုံစံကိုကြည့်ရင် luffy လိုအကြီးကျယ်ဒဏ်ရာရနေတဲ့သူတယောက်ကိုတော့လုံးဝပဂရီအကောင်းတိုင်းပြန်ဖြစ်သွားခဲ့တဲ့ချောပါရဲ့စည်းစွမ်းကလုံးဝအမခံမဲဆိုပြီးချီးကျူးနေတာပါတစ်ဖက်မှာလည်းအဲ့ဒီအချိန်ဆိုင်က လီယိုကိုသူ့အနေနဲ့ခါနိုတိုင်းမျိုးကိုကာကွယ်ပေးသူအဖြစ်တာဝန်ထမ်းဆောင်ပေးကြရတာနှစ်ပေါင်းတော်ကြာခဲ့ပြီမို့ဒီတစ်ခေါက်ညီလာခံပြီးရင်အနားယူတော်မယ်လို့ပြောနေပါဗျ။နောက်ပြီးကြံရှိနေတဲ့သူ့ရဲ့လက်ကျန်ဘဝတက်တန်းကိုလူဖီရိုးပေါ်အလုပ်ကျွေးပြုရင်နေသွားတော်မယ်လို့လည်းယင်ဖွင့်ပါဗျ။တခြားသူတွေကလည်းအခုဆိုရင်လူဖီရဲ့လှုပ်ဆောင်မှုတွေကိုနားဆွင့်ရင်ပင်လယ်ပြင်မှာရွေးလွှင့်ပြီးကူညီဖို့အတွက်အစင်းသင်းဖြစ်နေပြီဖြစ်ကြောင်းအသေးစိတ်ရှင်းပြပေးခဲ့ပါဗျ။အဲ့ဒီအချိန်တစ်ဖက်မှာလည်းဘာတိုလိုမီယိုကရန်သူအုပ်ချုပ်ခံနိုင်ငံအနှံ့အပြားကိုလိုက်ထံသိမ်းပိုက်နေခဲ့ပြီးကောက်ရုပ်အုပ်ချုပ်ဓမြအဖွဲ့ကိုအားပေးဖို့အတွက်မဲဆွယ်နေရပါဗျ။ ဒိုဗလမင်ကိုထပ်ပို့ပြီးအချိန်ဝါပိုကြီးမလာတဲ့လူဗီကပိုမိုအန်နီယံများတဲ့သူတွေနဲ့အချိန်မွေးထိတ်တဲ့ရင်ဆိုင်ရဖို့အတွက်အခွင့်အရေးပိုများလာပြီလို့ဆိုပါတယ်။ဒါကြောင့်လူဗီရဲ့မဟာမိတ်တပ်စုဖြစ်တဲ့သူတို့အနေနဲ့ပိုပိုပြီးစွန့်ထတာဖို့လိုရဲဆိုပြီးဒီယိုကိုဆိုင်းကားတတိပေးနေခဲ့တာပါ။ဒါကိုကြတော့လီယိုကဘလို့ပဲဖြစ်ဖြစ်လူဗီနဲ့အတူတူအချိန်မွေးတိုက်ပွဲဝင်နိုင်မှုအတွက်သူ့ရဲ့တပ်သားတွေကိုတောက်လျှောက်လေ့ကျင့်ပြီးတော့မှဖြစ်ကြောင်းဆိုင်းကိုပြန်ပြောပါရစေ။နောက်တစ်ခါမှာတော့ရေအောက်ကျင်းထောင် Impel Dome ရဲ့အောက်ဆုံးတပ်ကိုပြသထားပါရစေ။ ်အင်ဖိုတောင်းရဲ့အောက်ဆုံးထက်လည်းပဲစစ်မှာတော့ကဘာတဝင်းကအရန်ကိုအန်ဒီရဲ့များတယ်လို့ယူဆရတဲ့ရာဇဝတ်သားတွေကိုထိန်းသိမ်းထားပြီးအစုံမဲ့ငရဲလို့လည်းတင်းစားခေါ်ဝေါ်ထားကြပါတယ်။အဲ့ဒီအချိန်အချင်းထောင်ရဲ့တနေရာမှာတော့တန်ကျိုးပေါင်းများစွာနဲ့ချုံနောင်ခံထားရတဲ့ဒိုဖလာမင်ဂိုကမယ်ရီဂျိုးဘီစီရဲ့လေဝါချန်နဲ့ပတ်သက်ပြီးစိုးရိမ်နေခဲ့တဲ့အာနာပိုင်တွေကိုလောင်ယူနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အချင်းထောင်တွေကိုထူးဆန်းတဲ့လူတယောက်ဝင်လာခဲ့ပြီးအီယာမောက်ကောက်ရိုးအုပ်ထုပ်ကြီးကိုကြည့်နေခဲ့ရင်ဇာလန်လေးကလည်းဒီနေရာမှာနေတခန်းရပ်သွားခဲ့ပြန်ပါတယ်။